ဒီဆရာတို့1389ခုနှစ်အတွင်းကိုဒနင်္လာသာသမီမိတ်ဆွေတွေရဲ့ကံရှင်တွေကိုပြောရအောင်ဒနင်္လာသာသမီမိတ်ဆွေတွေက1389ခုနှစ်အတွင်းမှာအထူးသဖြင့်ကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာမိတ်ဆွေတို့အနေနဲ့အစာအိမ်နဲ့ပတ်သက်တာမျိုးလေးတွေလေနဲ့ပတ်သက်တာမျိုးလေးတွေပဋိဌာန်းစီရင်ရလိုအပ်တယ်အစာအိမ်အောင်ခြင်းလေနဲ့ပတ်သက်တဲ့အရာလေးတွေကြောင့်ဝါရောနဲ့ပတ်သက်သောအရာလေးတွေမှာသတိပြုစင်ကြရမယ်။ဒါအပြင် ယုတ်ဒီရမထင်မှာပဲကျမ်းမာရင်ညံ့သွားပြီဆိုရင်မကောင်းတဲ့အတတ်ပညာတွေစုံအတတ်ပညာမကောင်းတဲ့ပညာရက်တွေနဲ့ပြူစားတိုက်ခိုက်ခံရတာမျိုးတွေဖြစ်တတ်တဲ့အတွက်ပညာတို့လူသိတို့တုတ်တန်းတို့ခွေးတို့အစရှိတဲ့အရာလေးတွေအိမ်မမှန်ရင်တော့မိတ်ဆွေကိုမနာလိုသူတဦးတယောက်ကပြူစားတိုက်ခိုက်ရတဲ့အတွက်ကြံရွယ်နေပြီလို့တတ်မှတ်ယူထားမယ်။ဒါကြောင့်မလို့ဘာသာတရားများများကိုလုံးတင်တယ်။ဒါပြီးတဲ့အခါနီးစက်ရဆရာတွေနားမှာဘာလို့လို့ကြက်မှန်ညံ့နေတော့အဖြေရှာဖို့လိုအပ်ပါတယ်။ ငွေကြီးနဲ့ပတ်သက်ရင်တော့တနင်္လာသမီးမိတ်ဆွေများဟာကို့ပါကိုစုကောင်းတယ်သူများကိုရှိတာငားတာလေးတွေမှာသူများကိုပေးကမ်းလိုက်တာလေးတွေမှာအဆုရှယ်ရငွေကြီးနဲ့ပတ်သက်တာလေးတွေမှာတော့မိတ်ဆွေတို့အနေနဲ့တနင်္လာသမီးမိတ်ဆွေတွေဟာတတိထားဆင်ကြင်ရမယ်ကိုပါကတာကိုတော့ကံကကောင်းနေပြီမဲ့တနင်္လာသမီးမိတ်ဆွေတွေကိုသူများကိုရှီးလိုက်ငှားလိုက်တာမျိုးလေးတွေကြောင့်မိတ်ဆွေတို့အနေနဲ့ ဟိုကိုယ့်ရဲ့ကံဟာညံ့သွားတာမျိုးလေးတွေအာနာရင်ခါပါတတ်တဲ့နေ့ဖြစ်တဲ့အတွက်ကြောင့်မလို့ဖြစ်နိုင်ရင်ကိုယ့်ကိစ္စကိုတော့လုပ်ပါကိုယ့်ကိစ္စကိုလုပ်နေရင်လည်းမှာတော့မိတ်ဆွေတို့ဟာတနေ့လာသားသမီးတွေကဒီနေ့ထဲမှာဆိုလို့ရှိရင်ဘာကိုလုပ်လို့ လုပ်ငန်းတစ်ခုကိုလုပ်တဲ့အခါထက်တကြိမ်တလဲလဲလှုပ်ရတတ်တာမျိုး repeat ပေါ့နော်ထက်ခါထက်ခါလှုပ်ရတတ်တယ်ဘာကိုဖြစ်ဖြစ်နှစ်ခါလှုပ်ရတာမျိုးနှစ်ကြိမ်လှုပ်ရတာမျိုးသမုံနှစ်ကြိမ်ဟပ်ပို့ပြီးလှုပ်ရတာမျိုးအကျွေးတောင်းနေဆိုရင်လည်းတစ်ကြိမ်နဲ့တောင်းလို့မရရဲ့နှစ်ကြိမ်လောက်တောင်းတာမျိုးနှစ်ကြိမ်ဟပ်ပို့ပြီးပြောဆိုတာမျိုးတွေမှာအောင်မြင်တိုးတက်နိုင်တဲ့နှစ်ဖြစ်တဲ့အတွက်1389ခုနှစ်အတွင်းမှာတနင်္လာသာသမီမိတ်ဆွေတွေဟာဘာကိုဖြစ်ဖြစ် အဲဟိုတခါလေးလောက်ရတာပြင်းနေဆိုရဲသူတွေဆရာလိုပေါ့တစ်ချိန်နဲ့အကြောင်းပြတယ်နောက်တစ်ခါမလို့ရှိဘူးဆိုရဲသူတွေများအဖို့ကတော့အစင်မပြေနေဘူးအဲ့တော့တစ်ချိန်ထပ်ပို့ပြီးလောက်ပါမိမိတို့အနေနဲ့ rapi ပေါ့ထပ်ချိန်တလဲလဲလောက်လေလေတခုခုကိုတိုးတက်လေလေဖြစ်ပြီးတော့ချောချောရှူရှူရဖို့တော့ခက်တယ်ဘာကိုဖြစ်ဖြစ်ညီမနာတဲ့ညီမချက်တွေအဲ့တော့လွယ်လွယ်နဲ့တော့အရှုံးမပြေနဲ့လှုပ်ဆောင်ရမယ်တင်းနှလာသားသမီးတွေကဒါဟာပြင်မိတ်ဆွေတင်းနှလာသားသမီးတွေဒီနေ့တည်းမှဆိုလို့ရှိရင် အိမ်တွင်းရေးကိစ္စမိသားစုကိစ္စရေးလေးတွေမှာအဆင်မပြေမှုလေးတွေဖြစ်လာတတ်တယ်သို့တော်ဒါကြောင့်အိမ်တွင်းရေးကိစ္စမိသားစုရေးကိစ္စလူမျိုးရေးကိစ္စလေးတွေမှာကိုကူညီနိုင်ကိုကပေးလိုက်မကူညီနိုင်လို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့အဲဝင်မပြောနဲ့ဝင်ပြောကမှအထင်လွဲတာမျိုးအမြင်လွဲတာမျိုးတွေဖြစ်တတ်တယ် view site တတိထားတင်တယ်တနေ့လာသာပြီးမိတ်ဆွေတွေက1989ခုနှစ်တွေမှာဘာဘို့လုံးလုံးဘဝအတွက်အနာဂတ်အတွက်ရီမန်းချက်တွေကိုအခြေချလုပ်တင်တဲ့နှစ်လို့တော့ သုံးသပ်ရမယ်အခြေတကြလောက်ရမယ်ဟောဟာလားဟိုအခြေတကြလောက်ရမယ်မိတ်ဆွေတို့အနေနဲ့ဒါပြီးတဲ့အခါတနင်္လာသားသမီးရေအနေနဲ့ကတော့ဟိုဘာလို့ဖြစ်ဖြစ်အခြေတကြလောက်ရမယ်အတီတကြလောက်ရမယ် ရေရှည်ကိုကြည့်ဖို့လိုအပ်တယ်တာတိုကိုကြည့်တဲ့မိတ်ဆွေများရဲ့အာဒါလေးဒီကိစ္စလေးတွေကိုတာတိုဖြည့်ရှင်းလိုက်တာမျိုးထက်လမ်းကြောင်းမှန်မှန်နဲ့အနာဂတ်အတွက်စဉ်းစားရှင်းနေပြီးတော့တွေးခေါ်ပြီးတော့လှုပ်ဆောင်လိုက်တာဟာပုံမူအားတာပြီးတော့တိုးတက်နိုင်တဲ့နှစ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဘာကိုဖြစ်ဖြစ်ဟိုအခြေကြီးကြည့်ပါအရက်ရှိတဲ့ကောင်းလေးကိုပြောတာမဟုတ်ဘူးအရက်ချစ်ချစ်ကြည့်ပါအနာဂတ်ကိုဖိုးထွင်းမြင်နိုင်အောင်လုပ်ပါ ရီမန်းချက်အုံမြအရှိချရံတော့ဆိုရင်အကောင်းဆုံးဖြစ်တယ်။အိုးအိမ်ရှမ်းမီစောက်ဝတ်တဲ့မပြီးမပြတ်ဖြစ်နေတဲ့အိမ်တွေကိုပြပြအောင်ဆွမ်းဆောင်နိုင်တယ်။ကန်တရားရဲ့အထောက်အကူတွေအားပေးမှုတွေရရှိတတ်သောနှစ်ဖြစ်တဲ့အတွက်ကြောင့်မလို့တနင်္လာသာသမီရတခုခုကိုလှုပ်တဲ့အခါမှာလဲပြောဆိုရတာတုံဆိုင်အာနာတတ်တယ်။ပြီးတဲ့အခါတနင်္လာတွေဟာမိမိတို့အနေနဲ့ဒီနှစ်ဟာချွေချံချွေတာတင်သောနှစ်ဖြစ်ပြီးတော့ခုမှရှိနေတဲ့အရာကိုဖြစ်နိုင်ရင်သူများမမြင်တာကောင်းတယ်။ပစ္စည်းပြောက်တတ်တယ်ပတ်စံပြောက်တတ်တယ် သူများမြင်တဲ့ငွေတွေသူများမြင်တဲ့တမိုးရှိတဲ့ပိုင်ဆိုင်မှုတွေမှာမမြဲဖြစ်ရတတ်တာမျိုးတွေကြုံရတတ်တဲ့အတွက်ကြောင့်မလို့တော့ရွှေရွှေသာသာချွတ်ချွတ်ချာချာနဲ့ဒူမတိအောင်ဒူမတိအောင်သိမ်းဆဲပူဝတ်တတ်မှလားအောင်မြင်မယ်မိတ်ဆွေဟောင်းပေါင်းတင်ဟောင်းတွေတောကပြီးတတ်တယ်လူယုံတွေသမီးသားဟောင်းတွေချစ်သူဟောင်းတွေတော့စိတ်တောကပြီးစရာဖြစ်ပါတယ်ခင်ဗျာတနည်းလားသာသမီမိတ်ဆွေတွေဆိုရင်မိမိရဲ့ချစ်သူကြီးသားဟာစနေဆိုရင်တော့ဒီနှစ်ထဲမှာအိမ်အောင်မပြုနဲ့မိမိရဲ့အိမ်အောင်ဘက်ဟာစနေသားသမီးဆိုရင်တော့ တဦးနဲ့တူတယောက်နဲ့တယောက်နားလည်မှုတွေလွဲရတက်တယ်အဲအတွက်ကြောင့်မလို့အနေထိုင်သွားလာဗီယူဆိုက်စင်နေရမယ်အိမ်တော်ကြီးပဋိပက္ခမှာဆိုလဲကိုကြောင့်မဟုတ်ပဲနင်းဆွေမျိုးငါဆွေမျိုးပြဿနာလေးတွေဆွေမျိုးသားချင်းနဲ့ပတ်သက်တဲ့အခက်အခဲလေးတွေကြုံသွားတက်တယ်သို့တော့ဒါတွေကအသာထားနှုတ်နှစ်ယောက်ဖြည့်ရှင်းတိုင်ပင်ပြီးတော့လှုပ်ဆောင်ရင်အကျိုးပေးတာအတေကြပဲဖြစ်တဲ့အတွက်1380ခုနှစ်အတွင်းမှာတနင်္လာသာသမီမိတ်ဆွေတွေဖို့ကတော့ အထူးသဖြင့်ငွေကြီးနဲ့ပတ်သက်တာတွေလှုပ်ဆောင်တဲ့အခါမှာလူမမြင်စေနဲ့ကို့မှာရှိတာကိုလူမသိစေနဲ့တကယ်လို့တိမ့်ထားပါမရှိရင်လည်းဆရာငယ်ကိုပေးထားပါတကယ်လို့ဆရာကိုမပေးချင်လို့ရှိရင်မိတ်ဆွေတို့တွေနဲ့ချွေချွေသာသာတိမ့်ထားပါဆရာသိမ့်မိထားနိုင်တယ်သိမ့်မိထားရင်တော့ဆရာပြန်မရနိုင်ဘူးတင်တယ်နော်ဆရာရှင်ဆိုကောင်းပြီဆိုတော့ဒါလေးတွေကို view site ပါတနင်္လာသာသမီတွေကဒီ1989ခုနှစ်အတွင်းမှာဆိုလို့ရှိရင်အကျိုးပေးစီတဲ့နေသားအနေနဲ့ဆိုတော့တနင်္လာတွေဟာအင်္ဂါသာသမီဗုဒ္ဓဘူးသာသမီနဲ့ ကျန်စာပရိသတ်သမီးတွေကမိတ်ဆွေတို့အတွက်ကံကိုတိုးတက်ကောင်းမှုပြီးတော့အာသာဈေးနိုင်တဲ့အကျိုးပေးတဲ့ကဏ္ဍအခရာတွေအနေနဲ့ဆိုရင်တော့0ကဏ္ဍ10ပြည့်အရာပြည့်ထောင်ပြည့်ကဏ္ဍတွေဟာမိတ်ဆွေတို့အတွက်အကျိုးပေးတယ်လို့0ကဏ္ဍ5ကဏ္ဍတွေဟာလေမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်နိုင်တဲ့အကျိုးပေးသောအရာအနေနဲ့ဆိုရင်တော့စင်စွေရောင်အစိမ်းရောင်အနီရောင်နေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်နိုင်တယ်ခင်ဗျာနော်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဘာကိုလှုပ်လှုပ်တော့အဲမိတ်ဆွေတို့အနေနဲ့ ဖြစ်နိုင်လို့ရှိရင်အပူရက်ကလေးတွေမှာမလုံနဲ့22ရက်နေ့လို့17ရက်နေ့လို့ဒီလိုရက်လေးတွေမှာအရေးကြီးတဲ့ကိစ္စတွေကိုမပြုတ်မှုမဆောင်ရက်နဲ့အကျိုးပေးသောအရာလေးတွေကိုလည်းလှုပ်ဆောင်တဲ့အခါအရေးကြီးသောကိစ္စတွေကိုလှုပ်ဆောင်တဲ့အခါမှာလည်းနှုတ်ကတိမလွယ်နဲ့နှစ်ဦးနဲ့နှစ်ယောက်တဲ့ခီးဆွတ်တာမျိုးလေးတွေအားနည်းစီတာအောင်တော့မိတ်ဆွေတို့တေးကြတဲ့ကျင်းတွေတတိပြုရလိုအပ်ကြောင်းထပ်လောင်းပြောလိုက်ပါရစေ။ကောင်းပြီ1978ခုနှစ်အတွင်းမှာတနင်္လာသာသမီမိတ်ဆွေတွေကိုစကားလေးအကြံပေးရရည် ်တယ်1989ခုနှစ်ပုံရတွေမှာတနင်္လာသာသမီမိတ်ဆွေတွေအခုကတော့ဘာကိုဖြစ်ဖြစ်အရှိတကြားလှုပ်ဆောင်မှုလိုအပ်တယ်ဘာကိုဖြစ်ဖြစ်အပျော်မမတ်နဲ့အပေါင်းအသင်းမိတ်ဆွေမမတ်နဲ့ဖြက်လန်းနည်းနဲ့မလိုက်နဲ့မအောင်မြင်နိုင်ပါဘူးအလောင်းကစားကြောင့်ဘဝပြတ်တတ်တယ်အလောင်းကစားကြောင့်မချမ်းသာနိုင်ဘူးအဲ့တော့အလောင်းကစားတတိထားရမယ်ကြာစာပရိနန်နေဖြစ်တဲ့ပပပပမာလေး ဘီယူဆိုင်ပါဒါပြင်တော့နောက်တစ်ချက်အနေနဲ့တနည်းနာသာမိတ်ဆွေတွေအပေါ်ကတော့သတိထားစင်ကြရမှာတော့စကားလေးလက်ဆောင်တစ်ခုပါပဲလူငယ်များအပေါင်းပြည့်ကြောင်ဂုံတက်နိုင်တယ်လို့အပေါင်းကြောင်ဂုံပြတ်တတ်ပါတယ်ကျေးဇူးတင်ပါတယ်